စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ် March 15ရက်နေ့ရက်နေ့21ရက်နေ့တော်တွင်ကာလလတ်လာမကောင်းမယ်ငွေကြေးကကောင်းမယ်အခက်ခဲတွေအားလုံးကြော်လွှားပြီးတော့ဘဝတည်လန်းကန်တည်လန်းနေဖန်တီးနိုင်တယ်ချက်ချင်းဆုံးပြတ်ပြီးရှေတိုးလောကရင်းတို့ရဲ့ကောင်းသောကျိုးဆက်ရမယ်သူတော်ဘာနဲ့ကိုနေကြမတူသောသဘာဝတွေရှိတဲ့ကစား ကိုယ်ဆန္ဒနဲ့ကိုယ်သာရှေ့တိုးလို့ပါကိုယ့်ရဲ့ကံကြမ္မာရဲ့အနှစ်သာရမြန်မာတို့တက်ပြီးတော့အောင်မြင်သွားတဲ့နေသားတွေကိုအထင်ရှားရရှိမှာပါ15ရက်နေ့ကတော့တော်တော်ကိုကောင်းတယ်အခက်ခဲကြတဲ့အတိုးတက်မယ်ဒါပေမဲ့မတော်ဆနေရကိုကျူးဆက်ရမယ်နောက်ရကုန်တည်သွားစရာနေရှိတတ်တယ်နေတနိုင်ခွဲနဲ့သုံးနိုင်ကြသွားလာကျူးဆက်ရမယ်16ရက်နေ့ကစီစဉ်ထားတာအလုံးအလွဲလွဲချော်ချော်ဖြစ်မယ်တပားသူဂရီပြက်တယ်ကိုယ်မှလည်းစီစဉ်တာလွဲတယ် ဇက်ခွန်ရဲ့နေမှာမထင်မဲ့လို့တဲ့ကိစ္စတွေရဲ့အနှစ်သာရကောင်းတဲ့တိုးတက်မှုကိုရရှိပြီးအများအဆင်ပြေမယ်။ဆက်ရှိရဲ့နေမှာရန်တိုက်ခံနေတဲ့တွေ့တတ်တယ်မတော်ဆညက်ဂီယူဆက်ရမယ်။အသွားလာနေတဲ့ဂီယူဆက်ရမယ်။အရှင်းမြောင်းရက်ကုန်တည်သွားစေနေဖြစ်တတ်တယ်။အထူးသဖြင့်မနဲ့၄နိုင်ခွဲနဲ့၆နိုင်ကြာအသွားလာဂီယူဆက်ရမှာပေါ့။ဇက်ခွန်ရဲ့နေကတော့ထူးထူးခြားခြားကောင်းခြင်းကံနဲ့တိုးတက်ခြင်းနဲ့ရှိပြီးတော့အလိုပြည့်စုံခြင်းကိုကြုံမယ်။၂၀ရက်နေမှာရပိုင်ခွင့်နေပြန်ရခြင်း ခက်ခဲသောကိစ္စများကြော်လွှားခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ်21ရက်နေ့မှာအလိုပြည့်ခြင်းဘဝကံမြင်ခြင်းနဲ့စမ်းမြင်ခြင်းလိုရာပြည့်စုံခြင်းတို့ရဲ့အနိစ္စတာကို ကြုံတွေ့ရမယ့်အနေအထားရှိနေပါတယ်ဒီကာလအတွင်းမှာတနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနဲ့မွေးသူတွေကောင်းကျိုးပေးပြီးတနင်္ဂနွေသောကြာနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်တွေရှိတတ်ပါတယ်ရှစ်ခွန်ကိုကနန်းတွေကျိုးပေးပါတယ် အပြာရင့်ရောင်မိခိုးရောင်နဲ့ပြောင်တွေသုံးပြီးတော့အလိုရှိရာကိစ္စတွေကိုဆောင်ရွက်နိုင်ပါတယ်။ကောင်းသောကံကြမ္မာနဲ့တိုးတက်ခြင်းများရစေရန်နေနီးပါးမှရှိတဲ့အသက်အရွယ်ကြီးရင်းသူတို့ကိုစေဝါဒါနပြုပါ။ကျေးဇူးတင်ပါတယ်။